တော်လာပြီးတော့လည်းတကယ်ပြုလို့ဘယ်လိုလဲဒီကျေနေပါဘယ်တော့အဲ့တော့ငယ်ကလေးပြောလေအဲ့ဒါတတိတော်တို့ကိုဖုံးပါပါဗျာတို့ကိုပြောဆိုပါဗျာဟိုဇမျိုးပါဗျာကထိုးကြီးမျိုးခေါင်းနဲ့ပြီးအဲ့လိုမျိုးလို့ပြောတော့ကျုပ်ကလည်းပဲခုလောက်ချင်းပြာယူတယောက်တက်ကလည်းခေါင်းနဲ့ခဲသူကလည်းပဲရပေါင်းလက်ထောက်လောက်ခဲလုံးချူရီသူပြောတဲ့စကားတိုင်းလိုက်ဆိုလိုက်ရဟာလိုက်တဲ့တပတ်ဆိုဟုတ်ကဲ့လောက် ခုထိတော့ကတရားကြီးကဘုံပါပါပြောဆိုပါပြောနေရတာတရားကြီးလည်းနောက်ပြန်တော့ဒီကကောင်းပြန်လာပါဘူးဒီခါလည်းပြောရပါခုထိတော့ပါခင်ဗျာပြောဆိုကိုဆုံးကတောင်းနေရတယ်လို့ဆိုတော့ဆိုတော့သူကပြောတယ်ပဲဒီကိစ္စပြန်တော့မမရရပြီးတော့တော့ခုမျိုးခုတိုင်းအဲ့လိုပဲပြီးတော့တော့ဆက်ကျုံးတော့တာလေဒီလိုပါတော့ပြန်ပြီးတော့တော့ကိုကျင့်အောင် ြောဆိုပေးပါဗျာအင်းနဲ့ YouTube ကြီးတောင်းပါချက်အဲ့ဒါလိုတောင်းပန်တဲ့ကြားထဲကပြောဆိုရပြုလုပ်တာပါကျန်တာကတော့ဘာလဲကျန်တယ်သူကပြောတာသူ့ပြမဟုတ်တော့ဗျာအဲ့တော့သူ့ပြတော့ဆိုရင်တော့အဲ့ဒီပြောသူကိုသုံးမဖို့ပြောတဲ့သူတွေကဟိုပြောကန်ရတဲ့သူတွေကမပြောသူမသုံးမလို့ဒါအထွေအိပ်ပဲအဲ့တော့တတိတော်တို့ခေါင်းပေါင်းကျော်ပါရဲ့ဗျာ ဟဲ့ဗျာဟိုကမကောင်းလို့မဖြူရဖြစ်ပါပါဗျာကဲဟဲ့ဗျာမကောင်းလို့ဘာမှမဖြူရပါဗျာကဲ तू ကဒီလိုပြောတော့ကဲကြောက်ကဘာပြောရမလဲဗျာအာတခါကြီးအားလို့အဲ့လိုတော့မလုပ်ပါနဲ့လို့ပြောရမှာလေတကယ်မေးပတင်နေမေးပေါ့ဟုတ်တယ်ကာလာအရေနဲ့ဟုတ်တယ်ဘာဖြစ်တဲ့ကြဲကောင်းလိုက်တာပါကောင်းလိုက်တာညတာအဲ့လိုမျိုးကောင်းတော့ကြောက်လဲအားတခါကြီးအားအဲ့လိုတော့မလုပ်ပါနဲ့လို့တကယ်ပဲဗျာတဲ့အထက်ထက်လျှော်ပါရဲ့နဲ့မဖြူသေးတော့ဟဲ့ဗျာမကောင်းဘူးဗျာဘယ်ပြောလဲ အဲ့ဒါနဲ့ကျုပ်ကပြောတယ်ဒကာကြီးကြီးတို့ကိုကြီးတွေအဲ့လိုပြောအဲ့တော့ကျုပ်ကလည်းဒီတော့ကတော့ပုံကြီးအဲ့ဒီတကယ်တော့လို့လူမျိုးလူဖြစ်ရတာရဲ့အကြောင်းဟာလို့ဒကာကြီးတို့လို့ကျုပ်ကျုပ်နုံနုံလောက်တဲ့သူတွေကကျုပ်ကျုပ်နုံနုံမလောက်လို့ဒကာကြီးတို့ကျုပ်ကျုပ်ကိုသိနေတာလေဒကာကြီးတို့ကလည်းသိရှိလို့ဒကာကြီးပြောတဲ့အတိုင်းသိမြတ်ပါတယ်လို့ကိုကြီးတွေလည်းပုံကြီးပါဗျာသူကဒီလိုပြောတော့ဆရာတဲ့ကိုကြီးတွေဒီလိုတော့သူတို့ကခံပါရက်နဲ့ဒီလိုတော့ဟိုးတဲ့မှတ်ကောင်းအောင်မပြောသူပုံမှားတာတော့ဟောပြုတ်ကြည့်သူဘယ်လိုလုပ်မှတ်ကြည့်တော့ ်တခုပြောရတာအာဒါကြီးနဲ့လို့သဘောတရားတွေကပါနေတာဒါလည်းသဘောတရားတွေပဲပြည့်တင်ပါလို့ပေါ့ဗျာညာကျွန်မပြောရတာပေါ့ဗျာဘုန်းကြီးတွေကြိုက်တွဲနေရတဲ့သဘောတရားတွေကိုယ်တိုင်ကကိုယ်ကမမှန်းနေတော့ဘူးလို့ဆိုရင်တော့ဒီဘုန်းကြီးကလည်းဘယ်လိုလုပ်ပြောတာခင်ဗျားတို့ပြည့်တင်အောင်ပြောထုတ်နိုင်ပါတော့အဲ့တော့ခင်ဗျားတို့လည်းပြင်ကြည့်တို့တို့လည်းပြင်ကြည့်သဘောတရားတွေကောသဘောတရားတွေပဲကြားရတာပေါ့ဗျာဒါအဲ့သဘောတရားတွေကြားမှတခါကြီးလည်းပဲတခါလေးပြင်တတ်သွားတယ်ပေါ့ဗျာအေးလို့ဟုတ်တယ်ဟိုးလို့သဘောတရားတွေကမှန် ြရတော့မှန်တော့လေဒီသဘောတရားတွေအောင်းလေးကလာဟောပြောတယ်ပြောထားတယ်အဲဒီပါဟောပြတာရောက်သဘောတရားတွေပဲလို့တော့မှန်ကန်တဲ့သဘောတရားလေးတခုတော့ဒါပြပြရအောင်ကြာပြောပြောပြောခဲ့ဟောရတော့ဒီလိုပဲဟောပြတော့ပါရဲ့ပြောတကယ်တော့ကျုပ်တို့ဟုတ်တော့ပါလားဟာတကယ်လို့ကျုပ်တို့ဘုန်းကြီးတွေဆိုလဲဟောရိုးရော်ကြီးတဲ့ဟောသူပြေးတည်တဲ့အထုပ်ဟောတိတ်တက်ကိုအားလုံးတောင်းမယ်လား တောင်းလာမတော့တောင်းမယ်လို့ပြင်းနေတာပဲမေးရတယ်ပြောလို့ရတယ်တောင်းနဲ့တောင်းလာကြတာပြီးတော့လည်းတိတ်မွေးတယ်လို့ဆိုရပဲအာသနဝါလေးတိုက်ဖြစ်သူကြတော့ပြောတော့ဟာတကယ်လို့ကိုငါတကူလုံးကြီးကိုဒီပြည့်တက်ကိုပေးလိုက်တော့အဲလို့ဆိုတာစိတ်ပေါက်တော့အောင်ကိုဘယ်လို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 နဲ့အားရုံကိုလည်းခါရတဲ့ပြတ်တက်လုံးလေနေအန်းနေရအဲ့လိုအန်းနေပါမှဘယ်လိုလဲပဲဒါပြည့်တက်ကိုပေးနေတာလို့ပြောကြတော့ဒါတောင်ဆုံးပေးနေတယ်ဆိုတာ တော်တော်နည်းနည်းလေးကြည့်ပြောကြတယ်။ထောင်းပေးနိုင်ကြတယ်ဘူးကြီး။ဟောတီဗီကတော့ဘယ်လိုလုပ်ဆိုတဲ့ဖြစ်လို့တော့ငါထက်တော့နေပြီးတော့ဒါဖြစ်သွားကြတာပဲတော့။အဲတော်တော်များများဘုန်းကြီးကတော့တဝက်တစ်ပြက်တဝက်တစ်ပြက်နဲ့တွေ့ကြ။အဲတဝက်တစ်ပြက်နဲ့ကိုယ့်ရဲ့အားကိုကိုယ်နိုင်မင်းနဲ့ဆက်လုပ်ရတယ်ပြေးရပါကြ။ပြေးရပါကြ။သူတို့ငယ်တော့ကလေနာအကြီးကျယ်ဖြစ်တာလေနာဖြစ်တာယောဂဗျာဖြစ်ွဲသွားတာတို့လုံးလုံးတော့တကက်ကိုသွေးဖို့ပွဲအားကြီးတည်တာရှိတာ သူတို့ငယ်တော့ကသူတို့နဲ့အတူနေတဲ့တချောင်းနဲ့အတူနေနေတဲ့ပါးလေး၃လေးထဲလောက်ရှိရတဲ့ကသူတို့အကြက်ဘက်ကလည်းဖြစ်တဲ့သူတို့ပါသေးသူရတာပဲသူတို့ကိုယ်တိုင်သူတို့ထွေးရဆိုရတကယ်လဲသူကတော့သူ့သားတာကိုတောင်းအပြေးတာပြန်အန်ချောသူတို့တိတ်တော့သူတို့သားရောက်ခါတာကငယ်တမ်းပဲတောင်းရှိတယ်လို့ထင်တယ်ဒါပေမဲ့လို့တော့တကယ်လောက်တော့တော်သွားတော့ဆက်ပြန်လုတာလေတကယ်လောက်တာရှိတာ အမြဲတမ်းတားနေတယ်ဒီချိုးနေတလားသွားတယ်တလားပပအဲတခုလုံးနေပြီတနေတားနေတန်းတာလဲသူကတန်နေနေနေအဲ့လိုသူတော့ကြားတော့တော်သွားတယ်သူသူဒီနေနာတော့အောင်သားတယ်ပြောကြီးမှလည်းနော်အဲအဲ့လိုမျိုးလို့တော့တာအဲ့လိုလောက်တာဖြစ်တယ်ဘယ်သိမ့်ခုံးကြီးဆိုတော့ဒီရောက်အောင်ဆိုတာသူကြီးကတော့မပြောချောက်အဲ့ဒါတော့မှသူတွေးရနေတယ်ဘယ်လိုလဲတော့တကယ်လို့ကမနိုင်တော့ ်ရောကဘရားဝဲလာအဲ့လိုဖြစ်တဲ့ပြည်ကပိကပ်ပြည်တကယ်တမ်းကိုလုံးပြေးကြတဲ့ရှိတယ်ဆိုတော့အဲရှိပြီမဲ့လေခုနပြောသူပိကပ်ထဲကမားပန်ဆိုတာသိကြတော့မားခံဒီဘူဆိုတာချက်ဒီပိကပ်ကိုပြည့်ပြောင်းလိုက်ဖို့ဆိုတာခုနပြောတတ်တယ်ဟောအဲ့တော့ဘယ်လိုကြီးမှဒီပိကပ်ကိုကြောက်ဖြစ်တော့အဲ့လိုဆိုတော့ဒီပိကပ်မကြော်နိုင်တော့ဆိုဒီပိကပ်ထဲက ဓမ္မတွေရဲ့ဓမ္မထပြီးပြီးတော့ဒီဓမ္မထတွေရတယ်တတိဝေးတာပေါ့ဓမ္မထတွေသိကြတော့ခဋ္ဌကမတွေရှိအောင်ဆက်ဒီဝိရကတဲ့ဟာဒီဓမ္မတွေကိုထောင်နေတာကြတော့ပရိယာပေါ့ဒီဓမ္မတွေထောင်နေတာပရိယာဒီဓမ္မတွေကိုဓမ္မထတွေသိအောင်လုံမနိုင်တာကပရိပါအဲ့ဒီဓမ္မထတွေကိုသိသွားပြီးသွားပြီးဆိုတာတော့ဒီဝေးတာပေါ့ဒီတတိဝေးတာကြောင့်ဘာလို့လဲဆိုရင်ဒီပိဋကဖြစ်တဲ့ဓမ္မတော့ ပြည့်ပြီးအောင်ပြည့်ပြီးအောင်မလုပ်နိုင်ဘူးလို့ဆိုတော့သူ့ကိုအကုန်လုံးပြီးပြီးဆိုမှသူ့ကနေပြီးတော့သူ့အားထုတ်ကြအောင်ပฏิပတ်လုပ်ကြအဲ့ဒီပฏิပတ်လုပ်ပြီးမှပฏิဝိဒါဖြစ်ရအောင်ဟောဆိုတော့ပြီးကြောက်ပါဓမ္မကိုဘယ်သူမှမကြော်နိုင်ဘူးဘယ်သူမှမကြော်နိုင်တာဖြစ်တဲ့အတွက်ကျုပ်တို့ကမှပြန်တော့ပရိယတ်ဘယ်တော့ထုံးမှန်းလဲဥပဒေနဲ့ကဘာပေါ်မှာဘုရားဘာသာပရိယတ်ကတော့ထုံးတာတုံးမပြော ။အဲဆိုပြီးတဲ့သုံးဘုံကိုသုံးဘုံထောင်တယ်လို့ဆိုတဲ့ပုံစံ။ဒီပုံစံရှိ။လည်းငင်းခစ်ပါပေါ့ဗျာ။အဲမှာလည်းရှိ။တခြားဂျပန်နေကိုရီးယားတွေပြန်လာနေဆိုတာပြောနေတော့ဟုတ်တာ။ရှိ။အဲဒီလိုဘုံမှာဒီမှာတက်ရှိ။ဒါကအတော်ထုံးကားတာပြော။ဟုတ်ကားပြီမဲ့ဘာဖြစ်။အဲ့ဒီဓမ္မကိုထောင်တယ်လို့ဆိုတာကယာသွင်းဆရာကယာသွင်းထောင်ကြယူလည်းပဲတောက်ချလောက်လာတာကွာ။တပိုင်းနေပါကြီးကြားပေးရတယ် ခဲ့ဥပမာပဲသမိုင်းတင်ကြပေးရတဲ့သူကသမိုင်းထောင်သမိုင်းတင်ကြပေးရတဲ့သူကသမိုင်းထောင်ဟာသမိုင်းနဲ့ကရှောင်းလို့ဟုတ်တော့သမိုင်းနဲ့မှာဝန်နေဘယင်းနေမှတ်နေပါတယ်ပေါ့ကအဲ့ဒီဝန်ဖြစ်ခြင်းလို့လဲပေါ့အဲ့ဒီအပတ်ဖြစ်ခြင်းအဲ့ဒီဘယင်းဖြစ်ခြင်းပဲဘာဖြစ်ခဲ့တဲ့လို့ဒီကိုရအောင်တော့ထောင်ဒီကိုရအောင်တော့ထောင်တာဆိုတော့သူတို့ဒီနေ့ပြည့်ရက်ကအဲ့လောက်ပဲဟုတ်တော့အဲ့လောက်ထောင်လို့တော့ ဒီကမာယူတာဟုတ်တော့ဒီကမာဒီပရိယတ်ကိုတမိုင်းပုံကိုကတမိုင်းကိုမြတ်ကိုသင်ကြားပေးဖို့တမိုင်းတတိတိရှိဖို့ထောက်တာတော့ပဲထောက်တော့ယူခံပြပါဘယ်လိုပြောရမလဲလို့ဆိုရင်ဆိုကြပါစို့ဘုဗနာခေလောက်ပြတာခါပြတာရရပြောတာပြောဘုထုတပုတ်ကိုထပ်တယ်အဲ့ဒီအဲ့ဒီဝိထုရေးတဲ့ပြည့်ခင်ကြည်ရတယ် ဲ့ဒီရေးတဲ့သူရဲ့ဝါးတိရမပြောတော့မှာဒါဆိုတော့ဝုထုပဲတိတော့ဝုထုရေးတဲ့လူကိုလည်းဝုထုရေးတဲ့လူရဲ့ခက်ကိုလည်းမရှိဘူးဆိုရင်ဒီဝုထုကိုကြည့်ကြည့်အောင်ရတာဒါတဲ့ဒီလိုမျိုးခေပဲရှိရဆိုနေတော့ဒါကြီးလိုလည်းပဲမှတ်မိနေမယ်မှတ်မိနေတယ်လို့ဖြစ်ပါတယ်နော်တော်များများပြောကြပါတယ်ဟောဆိုတာရေးတဲ့သူရဲ့ခက်ကိုနားလည်ဘူးလို့ဟေးဒီတာရဲ့အသေးပဲကိုပျောက်ပျောက်ပြီးကြတာဆိုရင်ဆိုပြီးတော့ပါတော့ အဲ့လိုမျိုးလိုဖြစ်ပေမဲ့ဒီဝတ္ထုကိုတောင်အဲ့လိုမျိုးလိုလေ့လာရပဲပြောတာကဝတ္ထုရေးတဲ့သူရဲ့ခက်ကလွတ်လပ်ရေးတိုင်ပေါ်ခက်တာတော့မဟုတ်ကိုလိုနီတွေအုပ်ချုပ်နေတဲ့ခက်တာတော့မဟုတ်လွတ်လပ်ရေးရနေတဲ့ခက်တာအာဓမ္မပုတ်လည်းပဲဒီတဲ့လွတ်လပ်ရေးရနေပြီးတော့အာနာရှင်တွေကနေပြီးတကလားအုပ်ချုပ်သားဖြစ်တဲ့ခက်လားဒါတော့ကျွတ်အတိကြပဲဒါတိပါလေဒီဝတ္ထုရဲ့ရတာအိခံနေပါကြတော့ ကိုသူမဘောပေါ့ခင်ဗျာလည်းဒီတိုင်းပါပဲတော့ဝီဒီယိုအားဖြင့်ပဲလက်ဟုတ်တယ်အဲ့ဒါကိုသူကဖြစ်ဖြစ်အဲ့ဒီလိုပဲကျုပ်တို့ခင်ဗျာရဲ့ตาတွေကိုအဲ့ဒီတိုင်းဒိက္ခသမယဘဂဝါဗာရတတိယဝိရတိပိပိပတနေပြင်ကြတာရေးနဲ့ဒါကလေးတွေညွတ်ချတာပဲဟုတ်တော့တော့ကလေးတွေညွတ်နေဘာမှမဖြစ်ဘာမှမဖြစ်ဘူးဆိုတာဗာရဏတိမိကြတာကိုတော့ပါမြတ်စွာဘုရားကဟောဒီတပတ်ကြောင်ဟောတယ်အခုတော့သိတာ မာရမတိယပဲလို့ထင်တာမိဂတာဟုတ်ကလည်းပဲလို့ထင်တာပြီဟောမိဂတာဟုတ်ဘယ်လိုနေရမှာတော့အသားကောင်နေမပြရဘူးလို့အမင်းထုတ်ပေးထားခါရတယ်တော့ပေါ့အဲ့အတ္တကရာကြာပဲမိဂတာဟုတ်မိဂတာဝတ္တမိဂတာသာသားကောင်နေကိုဖေးမဲ့ပေးထားတယ်တော့ဖေးမဲ့တော့ဒါတိလို့လဲဒါတိတ်ကြည့်ကျလို့များတယ်ဒီတာကိုတိတ်ကြည့်လို့ကြည့်တယ်ဟုတ်လားဒါပြန်ဗာရမတိရဆိုတဲ့ဗာရမတိဗာရမတိဆိုတာဘယ်လောက်ကြည့် ဘာရဏတိကြတော့လည်းသိမသိဘာရဏတိရဲ့နှက်ပြနာပေါ့ဟိုရှိဖေတော့ဘယ်ပြားလက်ထက်မှာပြည့်ဘာရဏတိရဲ့ကြီးတယ်ဘာညာနဲ့ပေါ့ဗျာအနာဂတတာဒီလိုဖက်ဒါလည်းပဲမလို့ဘူးပြောတကယ်အနှက်ပြမဟုတ်ကောင်းတာဘာရဏတိတိုင်းပြည့်ကိုတက်ဖက်မလဲပေါ့ဘိကတာကိုတော့တက်ဖက်မလဲကောင်းဟုတ်တော့ဘာကောင်းတာတုန်းလို့ဆိုရင်သကားပြောတရားဟောတဲ့ဘုရားကိုတက်ဖက်မကောင်းတရားနာမဲ့ပြင်စွဲကြီးကိုတက်ဖက်မကောင်းပြင်စွဲကြီးရဲ့ရည်သွေးပါကြီး ဗုဒ္ဓရဲ့အကြီးတွေးပါရှင်ဒါကိုကျွတ်တော့အနေဖွင့်ရမှာတော့ဆိုလိုတာကတော့ကျွတ်တော့ဝိတုတဘုတ်ဖတ်ရင်တော့မှအဲ့ဒီဝိတုရေတုဖြစ်ဆိုတော့ဒီကိုလို့ရဲအဲ့ဝိတုရေတုရဲ့ဘဝလည်းဒီကိုလို့ရဲဆိုတာပြောပြောတဲ့အတိုင်းအခုဒီဓမ္မစကြာကိုဟောတဲ့ဗုဒ္ဓကိုကျွတ်တော့ဒီကိုဟုတ်ပါတော့ဒီတရားနာကြမဲ့သူတွေဒီတဝက်တို့ဒီကတိကိုလို့ရဲတော့အဲ့ဒါကိုကျွတ်တော့ပြရတယ်မပါပြရတဲ့မှာအဲ့ဒါမပါ ပြင်စဝက်တွေကိုပြင်စဝက်တွေဖြစ်နေပဲဒီဧသဝက်တွေငါဘူးနာမည်တွေပြောပါစေပြောတတ်တယ်ကိုနေညာတွေဝတ်ပါတွေအတ္တတိတွေမဟာနာနေနဲ့ပေါ့ဗျာတော့ပြောတတ်တယ်ကိုနေညာလို့တိတိမတိအတ္တတိတွေဝတ်ပါတွေလေလို့တိတိအဲ့ဒီပုဂ္ဂိုလ်ရဲ့နာမည်တွေသိတာဗဒနာပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ရာဘယ်ကလာတဲ့ပုဂ္ဂိုလ်ဘာလုပ်တဲ့ပုဂ္ဂိုလ်သူတို့ရဲ့အလုံးကံကိုသိတယ်သူတို့ရဲ့အကျဉ်းသက်ကိုသိတယ်လို့ဆိုတာပေါ့ဗျာတော့ဒီလူတွေဘယ်လိုနှလုံးသားကြည့် ဒီလိုဘာတွေကိုလှုပ်ဆောင်နေတာတတိကိုမလိုဘူးလားတာအဲအဲ့ဒါတွေကိုဒီလိုဗုဒ္ဓဘာတွေလှုပ်ဆောင်နေဗုဒ္ဓဘာတွေလှုပ်ဆောင်ခဲ့ဗုဒ္ဓဘာတွေဖြစ်ပြခဲ့အဲ့ဒါကိုသူတို့ကခါကြတော့သူတို့ပြည့်ရတဲ့ပါသံဃာတွေပါလေဒီတော့အမမေတော့ဘူးဆိုတော့ဒါတွေလည်းပဲပပါတော့ပပါတော့ဘူးလို့ဆိုတော့သူတို့ဒီဓမ္မသက်ကြာကိုလေ့လာတယ်ဆိုတာဓမ္မသက်ကြာကိုရအောင်လုပ်တယ်ဓမ္မသက်ကြာကိုလည်းပြန်တတ်အောင်လုပ်တယ်အဲဓမ္မသက်ကြာလည်းအာထကထာအပြည့်မယ်လို့ဆိုတော့မိဂရာကိုဆိုတာပြောတာဖြစ်တယ် ာရဏတိဆိုတာဘယ်လောက်ဖြစ်တယ်လို့ဆိုတာမျိုးကိုအတိအကျကြည့်အတ္တကရာကြာအပွင့်ခါလို့ပြီးတာပေါ့ဗျာအဲ့လိုသိရတဲ့ခုနပြောသလိုဒီဒီတာကြီး၅ဦးကဘယ်လိုဣဇတ်တာရှိဗုဒ္ဓကဘယ်လိုဣဇတ်တာရှိဒီအဲ့တော့ဗာပြည့်လဲဆိုတော့ဒုမိဘေကိုရအန္တာပပိတိတေနာနာဒေဝတာပါလို့ကြားပြောတာတဲ့ဟောအသွန်တပါ့ကိုမကတ်ရအောင်ကြားပြောတယ် ဒွန်းနပါဆိုတာပါလေကာမဆိုအတ္တကိလမထအဲ့လိုလောက်ပဲအတ္တကရတရားလည်းပဲသူလည်းပဲသိတာပါဟုတ်တယ်သူလည်းမသိတဲ့အခါကျသူလည်းပဲတိုးကတိကဖွင့်မသိရောဖွင့်တမိုင်းသာသားတွေကိုတမိုင်းပညာရှင်ဆိုတဲ့သူတွေအတက်ဖွင့်သွားတယ်လို့လောက်ပဲအတ္တကရတရားလည်းပဲဒီပါဠိပါဘုအတက်ဖွင့်သွားဟောသူအတ္တကရရဲ့အဖွင့်ဟာလည်းပဲတကယ်တမ်းဓမ္မထဓမ္မရဲ့အတက်ကို ဓမ္မစကြာဓမ္မရဲ့အတက်ကိုဒီလိုဖိတ်ခဲမြင်တော့ဘူးခင်ဗျအဲ့ဒါလို့မခွင့်နိုင်တော့ဒီကနေ့ကျုပ်တို့ကဓမ္မစကြာကိုလေ့လာကြဆိုတဲ့ခါကျတော့အဲ့ဒီသူရလဲအရဒနာဖွင့်တဲ့ကြော်ဘူးမလို့ဒီအရဒနာဖွင့်ကိုပြည့်ပြီးအောင်တော့ပါနားမလည်နဲ့နားလည်အောင်ခဲလို့ရတာဟောဘယ်သူမှမကြော်နိုင်ဘူးတဲ့သူမှတရားဖျားကြတာဘယ်လိုပြောရမှာလဲဘယ်သူမှတရားမရကြတာဆိုတော့ကျုပ်တို့ရမတွေ့ရကျုပ်တို့ရတော့ဘာဖြစ်လို့ရတော့ ဟောလို့ပြင်းတော့ဒီနာဦးရဲ့ဒီတော့သူဘာဖြစ်လို့တိသွားတာလို့ဆိုရင်ကိုကလှုပ်တာပြင်းတော့ဒီနာဦးတို့လှုပ်တယ်လို့ပဲသူကလှုပ်တာလှုပ်တော့ပြင်းတော့ဒီနာဦးတို့ရတယ်ကိုကလည်းရရတဲ့အခါကျပြင်းတော့ပြီလို့ရဲ့ဖြစ်ဖြစ်လို့တိတိသွားတဲ့အခါကျအဲ့ဒါလိုပဲဗုဒ္ဓအရှင်မြတ်ကလည်းပဲဗုဒ္ဓအရှင်မြတ်ကတစ္ဆာလေးချက်ကိုပြီသူတို့ကလည်းပဲရောက်ခန်းခန်းနဲ့တစ္ဆာလေးချက်နေတဲ့အချိန်ကြောင့်ဗုဒ္ဓရဲ့ဟောပြောချက်ရအောင် သစ္စာလေးချက်တိတဲ့အဖြစ်ရောက်တဲ့အခါကျတော့ဂုဏ်ဓာအီချင်းလေဆိုတော့ပြီးသွားတဲ့အခါကျတော့ဓမ္မစကြာကျသူကတိတော့ဟောဟောဓမ္မစကြာပါအတန်ကီလိုမီတာဆိုတော့ပြောတာဟာကာမတုခဏိကညောကဆိုတော့ပြောတာဟာဘသူဖိငဲ့တဲ့အဖွင့်နဲ့မှတူဒီကာမတုခဏိကညောကလို့ဆိုတဲ့သကလုံးလေးရဲ့အငက်အထအရောက်တည်တယ်ဒီအရောက်ရတဲ့ပစ္စည်းကိုဘသူကောက်ပြတာနဲ့မှတူ ဒါကြာဝင်းအောင်တို့ဒါတိနေပါမယ်တော့အဲ့ဒါကိလေသာညောကရဲ့အရာဘသူကောက်ပြတာနဲ့မှာဒီကုန်မီးလုံးဒုက္ခဆက်ခတ်တို့လောက်ကိုအဲ့ဒါကိလေသာလို့ပုဂ္ဂိုလ်တိုင်းပြောနေတယ်ထဲကနေလို့ကျုပ်တို့ကပြောတယ်ဟာဒီပါဒီပါပြောဟာအဲ့ဒါကိလေသာဆိုတာလို့ကျုပ်တို့ကပြောယူဒီပါဒီပါရဲ့အဲ့ဒါကိလေသာဖြစ်ဖို့အကြောင်းလဲကျုပ်တို့ကဘသူကောက်တဲ့အဲ့ဒါကိလေသာအကောက်နေမှာလဲဘသူကောက်တဲ့ကာမတုခန္ဓာကညောကအကောက်နေမှာကို 后说的，干嘛？就跟那个？牛哥搞搞是干嘛的？不小煤是干嘛的？小妹，煤 <music>，小妹，烧 <noise> 煤，天小妹，煤，天天小妹，那你家那里都是天天烧煤，烧煤。后里的茶的说米，一年有茶的了；，这说米，一年有茶来了，不可你没家，假。再把那干嘛的，烧坏的，讲的是嘞，一年茶来了，刚干嘛都是牛怪了，还是牛都小孩。 ဲ့တော့ကာမကြောင့်လေရှေးကကြောက်တယ်လေခေါင်းကြီးတပါးတယ်သူ့ကိုတပါးတဲ့နေရာတာအသက်ကကြီးပြီဆိုတော့ရှစ်ခုကိုပြင်လာကပ္ပိယတယောက်ဆိုထားပါဆိုဒါနဲ့ဟိုမျက်နာမှာပူကြီးရှိတဲ့အမျိုးတကြီးတယောက်တခါတကမတွေကလည်းပြောဟာဒီမိမကြီးကဘူးတော့ကြိုက်ဖို့ပေါ့ပေါ့ဘုံကြီးကြိုက်မှာမဟုတ်ပါဘူးဟောဒါဒီဒီမိမကြီးကလုံးလုံးတက်ကြိုက်တာလည်းရှိတယ်ဖေဘုံကြီးနာတော့ထားပါပဲကပ္ပိယအဲ့ဒီတကမကြီးဟုတ်တာဟုတ်တာတော့ကြားတော့တခါလည်း အဲဘုံညာလည်းပဲဒီမိမကြီးလည်းသူတပ်ပြအပြင်ထားဖို့သင်ပြီလားဘာလို့ဒုက္ခမဒုက္ခလည်းကဖြစ်ဦးလေအဲ့လိုမျိုးပေါ့အဲ့ဒါတောင်းမှပဲကြားတော့ဘယ်လိုပြောတော့ဒီကမှပြန်တော့ပြန်တော့ဆိုတော့နင်းနေတာဦးကြီးကပျောက်သွားတယ်ပျောက်ပျောက်သွားပြီလို့ပြောဆိုအဲ့လိုတော့ပြောရတယ်ဆိုတာဟောရဟုတ်တယ်မဟုတ်တော့အဲ့လိုပြောလို့ဒါကတော့လူတွေကအာယုန်တွေကိုကာမတွေလို့ထင်တာဗျအဲ့ဒါအဲ့ဒါတွေကိုကိုကမိဝဲတာကိုကာမဒုက္ခလည်းကဒီရောကားလို့ဒီလိုမျိုးလို့ထင်တာဗျ အဲ့တော့ပြောမယ်ဆိုရင်တော့ကာမတုခံလိကဒီယောဂအရာကောက်လို့ကျင်အာယုန်နေပဲဒါတွေကိုမမီဝဲရဘူးဆိုဒီအာယုန်နေပဲတက်တဲ့နေမြတ်ဒီကင်းအောင်နေရပဲဟိုကျုပ်တခါပြောတယ်လေဘယ်ကတောင်ပြုံးကဖုန်ကြီးတပါသီလာပေးလို့ရှိရင်တခါတွေကပဲကြောင်းပေါ်တက်ရတယ်တက္ကမတွေကကြောင်းအောက်ထားတယ်ဆိုပြရတာဘုန်းကြီးကဘောကနေပြီးတော့အဟံဘန်ဒီသူအောက်ကလည်းတက္ကမတွေကလည်းအဟံဘန်ဒီပေါ့မျက်နှာကြည့်ရတာမမြင်အောင်အောက်ထားနေခက်တာအဲ့ဒီဘုန်းကြီးပဲဒီနေ့တော့ဘန္တလေးမဟာမြတ်ကြီးဖြာခုခဲ့ ကြမ်းနေတာဘယ်လိုမှကြံလို့မရဘူးတနေ့တော့ကြံပေါက်လာတယ်။ဒါလှဲလေးတစ်စင်းနဲ့တိုက်ပူတန်းกว่าပေါ့ပါတယ်လို့ပြော။ဒင်းကလှဲထောင်မှနေရတယ်ပြောပေါက်။လှဲပေါက်မှုနဲ့ဒါတရားခုံလုံးပိတ်တယ်ကုတ်ကာထားပြောခဲ့တယ်။သူကတော့လှဲတဲ့ကနေလိုက်တာပေါ့ရောပိတ်တယ်ကုတ်ကာထား။အဲ့မှာဒီမမရပါလေသိုးလို့။အကြီးစားထားတဲ့ကာမအာယုံကိုကာမတုခန်လေးကဒီယောဂဆိုတာကာမအာယုံတွေယူတာပေါ့လာတာ။အဲ့တော့ပြောမယ်တဲ့ကျုပ်တို့တသားတနာတော်လုံးယူလာတာ။ဟုတ်တယ် ကျုပ်ကတော့ပြောပြီကာမအာယုဆိုတာလေကာမဒုက္ခလေးကနိရောဓတာတကယ်တော့ကာမအာယုလည်းမဟုတ်ကာမအာယုကပေးလို့ရတဲ့ချမ်းသာလည်းမဟုတ်ကာမအာယုကပေးလို့ရတဲ့ချမ်းသာကိုနီးကပ်ပြီးတော့ဆွဲလန်းတာလည်းမဟုတ်အဲလိုဆွဲလန်းတဲ့အတွက်ဒီဆွဲလန်းကိုလိုက်ဖြည့်တဲ့အမြင်မျိုးအတွေ့မျိုးပြောမျိုးအလုံးမျိုးအနေမျိုးကြိုးစားမျိုးငိုးကြမျိုးစိတ်ထားမျိုးဘယ်ကြီးချစ်ချက်ပါပဲလားနော်ကုံမဲ့ခင်ဖြစ်လို့လားသူလမ်းမဟုတ်တဲ့လမ်းလို့ပြောတာနော် မြင်အတွေ့အပြောအလုပ်အနေယူတာထိုးကြတိတ်တာဒါကာမအာယုံကပေးတဲ့ချမ်းသာကိုစွဲနေလို့ကြည့်တဲ့အချင်းအတွေ့ဟုတ်လားအပြောအလုပ်အနေယူတာထိုးကြတိတ်တာအဲ့ဒါလေးပဲဒီအလုပ်ကိုဒီမဲ့ကြီးရှိချက်ကပါကုံမဲ့ကရှိချက်ကပါကာမတုခေတ္တလောကတာပေါ်လာပြုတော့ကွယ်ဘယ်သူနဲ့မှမတည်ဟုတ်လားဒါဒါတပတ်သက်ကြလေးနဲ့ဖွင့်တာဟော ဘသူမှမခွင့်ဘူးအရဟတကြာလည်းမခွင့်ဘူးတိသာကြာလည်းမခွင့်ဘူးဂန္ဓိကြာလည်းမခွင့်ဘူးလက်ရခုခေတ်မှာရေးကြတဲ့ဒီတိုင်ဘုရားဘာသာတိုင်းကြာလည်းမခွင့်ဘူးလုံးဝတိနေကြတဲ့ဘုန်းကြီးတွေအားလုံးတိနေကြတာတဲ့မှာလည်းဒီဘက်နဲ့ပြုံးပေါ့ဒါကမ္မဒုက္ခတွေကပြောကအလွယ်ဆုံးတိပါတယ်လို့ဆိုရအောင်အဲ့တော့ဘာလို့လဲဆိုတော့တုတ်တုတ်ရဲ့ကမ္မဒုက္ခတွေကဒီယောဂအခွင့်ဟာသိလွတ်လိုက်တောက်ရအောင်တော့ဘယ်လိုလွတ်ရလဲ အာယုန်နေကိုပြစ်မတင်အာယုန်နေကို မြင်လိုက်ကြားလိုက်ရလို့ခံစားမှုကောင်းလာတာခံရတယ်ဒါလည်းအပြစ်မတင်အဲ့ဒီခံစားမှုကောင်းရတာလေးကောင်းလို့လို့ဒါလေးကိုသတိတရားရတယ်ဆွဲလန်းနေဒါလည်းအပြစ်မဟုတ်ဟုတ်ကောအဲ့ဒါကိုလိုက်ပြီးဖြည့်စည်းတဲ့လုပ်ငန်းမျိုးကိုမြင်တာကြားတာတွေးတာပြောတာလုပ်တာနေတာကြိုးစားတာလိုကြတာသိထားတာတွေကတခုလောက်လိုက်တာပါပြောပါပါ ကျွတ်တို့ကပြန်လဲတုတ်ပြန်တာကြပါပါပေါ့ဗျာကျွတ်တို့ကဖြစ်ပွားနေတာမှာပေါ့စွဲတယ်ဖြစ်ပွားကြက်ပဲဗျာကောင်းတယ်ဖြစ်ပွားကြက်ပဲဗျာမြင်တယ်ကိုကျွတ်တို့မျက်စိပါလို့မလို့မြင်တာဖြစ်ပွားကြက်ပဲဗျာနော်မြင်တယ်ဆိုတာကိုမျက်စိပါလို့သူ့အဆင်းရလဲရှိလို့သူ့အဆင်းနဲ့လဲကျွတ်တို့ကျွတ်တို့မြင်တာကျွတ်တို့လောက်တာမဟုတ်သေးဘူးဖြစ်ပွားကြက်ပဲမြင်လဲရလို့မလို့မလီလှလိုက်တာဟာကောင်းတယ်ဒါလည်းကျွတ်တို့လောက်တာမဟုတ်သေးဘူးဖြစ်ပွားကြက်အဲ့လာလာလေးမြန်လာလာလေးကတော့သိခန်းသားကြောက်ခါလေး ူဒီကျွတ်ဆွဲလန်းနေတယ်။ဒါလည်းကျွတ်တို့လောက်တာမဟုတ်ဘူးပြဖြစ်ပွားချက်ပဲတော့။ဟုတ်တော့ကျွတ်တို့မှာကျွတ်တို့လောက်တာမဟုတ်လို့ကျွတ်တို့ဖြစ်ပွားချက်ကိုကျွတ်တို့နေတွန်းလန့်နေတာ။ပယ်ဖြတ်ပဲ။အဲဒါကြီး။ဒါကြီးသွားပယ်ဖြတ်နေပြီလို့ဆိုတဲ့ခါကျကျွတ်တို့ပြာခတ်တယ်လို့ဖြစ်ပေါ့နော်။အဲဒီလိုမျိုးမြင်ရတဲ့အခြင်းဖြစ်ဖြစ်မြင်ရလို့ကောင်းတာလေးကိုကောင်းတဲ့အဖြစ်ဖြစ်ဖြစ်သို့မဟုတ်ကောင်းတာလေးကိုဆွဲလန်းတာကိုဆွဲလန်းတဲ့အဖြစ်ဖြစ်ဖြစ်ကျွတ်တို့ဒီကနေ့ထိရောက်ရတာဆိုတော့ တတတတတော်လုံးဒါပဲဖြောက်ချောက်ဟောဖဲလန်တာဖြောက်လို့ဖြောက်သို့မဟုတ်မြင်ရလို့ကောင်းတာဖြောက်လို့ဖြောက်သို့မဟုတ်မြင်ရစရာကိုမြင်ရတာမကြုံတဲ့အချင်းဖြောက်လို့ဖြောက်အဲ့ဒီလိုဖြစ်လို့ပြောချင်တယ်အဲ့ဒီလိုပြောမဲ့တဲ့ကာမဒုက္ခလေးကပြောကားကိုကိုသူတို့အနေနဲ့ဆက်ပြီးပြောကြတယ်တို့တို့အနေပွင့်ဘာလို့လို့အနေပွင့်တာတော့နေတယ်ခုနပြောတယ်ဟုတ်တယ်တို့တို့ကဖြစ်ပြီးတော့စတဲ့ဝါဒလှုပ်လိုက်ရင် ဖျက်တရားကိုသူတို့သဘောပေါက်သွားတယ်ဟောဒီကမ္မတုခဏလေးကဒီယောဂအဲ့ပွက်ကမ္မတုခဏလေးကဒီယောဂတာလားသူတို့နဲ့မတူတာအထက်ကိလမနာဒီယောဂရောဆိုရဲကြတော့သူတို့ကအဲ့လိုရင်ကုန်ပြီးတော့ဒုက္ခတော့တေခတ်တဘောပြုလို့ကိုကိုကိုတပင်တပန်းဖြစ်အောင်လှုပ်နေတဲ့ဤတွေပဲထမ်းနေတာလားကြောက်ခဲတွေပဲမရွှေ့နေတာလားအဲ့ဒီလိုမျိုးလို့လုပ်တဲ့ဟာမျိုးကိုကမ္မအတက်ပြီးကပြောတာပဲ။သူတို့ကပြောတယ်။ဟုတ်ပြီ။ဒုစိတ်ကိုဘယ်မှမကူအောင်ထားထားတာတဲ့အတက်ပြီးကပြောတာပဲ တို့တိတ်ကဥတဲ့ဟာတွေဘာမှအရှိတွေမဟုတ်ဘူးလို့ပြီးတော့ဒါတယ်ပဲဒါလည်းအတတ်တူလက်ခံပြောတာပဲဒီနှစ်ခုကိုကျောင်းဝင်ကံဝင်ပြောလိုက်ရင်ယူပနဲ့အာယူပါပဲလို့ဒီယူပလောက်တာလဲအတတ်ကြည့်ရပါဒါအာယူပလောက်တာလဲအတတ်ကြည့်ရပါဒါစိတ်မကူးတော့ဘူးဆိုရင်စိတ်မကူးတဲ့အတွက်ဘာလုပ်အောင်ချင်းကိုယ်စိတ်ကူးလို့လောက်ဆောင်စရာတွေကလည်းတကယ်အရှိတွေမဟုတ်ဘူးလို့ဆိုတာတကယ်အရှိတွေမဟုတ်တာအတွက်ဘာမှလုပ် အဲ့လိုဆိုရင်ကိုကဘာမှမလုပ်တော့ဘူးဆိုဘာမှမဖြစ်တော့ဘာမှမဖြစ်တော့ဘူးလို့ဆိုရှင်ကိုခန့်ကန်လာမကြပါဘူးပြိမ့်မိန်သွားပြီဒါကြောင့်မလို့အဲ့လိုမျိုးလိုလူကိုနွမ်းသွားပန်းသွားလောက်တာဖြစ်တယ်ကြည့်အဲ့ဒါအတက်ဖြစ်တာလို့သူတို့ကပြောအဲ့တော့ကာအတက်ကိလမထဆိုတာကိုကိုကြီးကိုပင်မအောင်တခါတည်းထိုင်ထကြီးလောက်နေတာလို့ပြောကျွန်းထိုးနေတာလို့အုံမြင့်တိုက်တာမျိုးလို့ပြောတာမဟုတ်ဘူးပြောပါပြောအဲ့ဒီယူပါယူပါကြတာဒါဟာကိုကထားသေးတော့ သူ့ဘုရားဘာပညာကြီးလဲခုဖေးတော်တော်ဒင်းတော်တော်လူရင်းတော့အတတ်ပြေတော်ထားတဲ့ကွန့်ဘဒုခွင်းနဲ့အနဲ့နဲ့မှမတူဘူးအဲ့တော့ဘဒုခွင်းနဲ့အနဲ့မှမတူတာနှလုံးပြောတယ်တပတ်တကြနှလုံးနဲ့ပြောတယ်အဲ့ဒီနှလုံးနဲ့ကိုသူတို့နဲ့ပြောဒါရင်နောက်ထပ်နှလုံးပြောအောင်မယ်မိတိမပฏิပဒါဆိုတော့တတိယလမ်းပေါ်ပြတော့ဒါဘဟုလမ်းပေါ်ဒီတတိယလမ်းဖြစ်တဲ့မိတိမပฏิပဒါကြတော့လည်းပဲသမ္မာဒိဋ္ဌိမြင်မှန်တယ် အာငါတည်းဥဒုမရှိဘူးလို့မြင်တာမှအထင်ပါဘူးဟုတ်တော့တကယ်တော့ပုံပြတဲ့အမှုကဒုက္ခဖြစ်တဲ့ဟာတွေဒါဒုက္ခဖြစ်တဲ့ဟာပဲလို့မြင်တာအမြင်မှန်တာပေါ့အဲဒီလိုမျိုးကျတော့ပြောတဲ့အခါကျတော့အာအမြင်မှန်ဆိုတာကိုလှုပ်တဲ့ကံကိုလှုပ်တဲ့ကံကိုဘာကြောင့်ပြန်လှုပ်ကြည့်တာပါလဲဒီရဝိပဿနာလှုပ်ကြည့်ရသင်္သာနိုင်ချေရမယ်ကောနော်ဝိပါနိုင်ချေရဒါဘာဖြစ်လို့ဒီဟာလှုပ်ဩကိုကြည့်တာသွားကိုအာတော့သွားကြည့်တာ ဟောဒီအတော့ကြာတယ်လို့ဆိုတခါဒီအတော့ကိုဘာဖြစ်လို့များနာဖြစ်ရတာလဲတခါထပ်ပြီးတော့ဝိပဿနာလုပ်လိုက်ဝေဘာတိုင်းချိန်လိုက်ဦးခေါ်ကြာပါတရားတော်ကလည်းပဲအရင်တော့ဝိပဿနာဒီအတော့ဖြစ်တာလို့သူလည်းဝိပဿနာလုပ်တော့သိတာအဲ့လိုဆိုတော့ကံကကိလေသာကြောင့်ကိလေသာကဝိပဿနာကြောင့်ဒါပေမဲ့အဲ့ဒီဝိပဿနာဘာဖြစ်လို့ဖြစ်ရတာဒါလည်းဝိပဿနာလုပ်ဝေဘာကြီးရဝိပဿနာလုပ်မကြည့်ရင်ဘယ်လိုမှမသိနိုင်ဘူးတော့ အဲ့ဒီလိုမျိုးဝိဘက်ကဘာဖြစ်လို့ဖြစ်ရတာလဲဖြစ်အောင်ဘုရားကံဟောကံကြောင့်ကိလေဝိဘက်ဖြစ်ဝိဘက်ကြောင့်ကိလေသာကိလေသာကြောင့်ကံဒီလိုဖြစ်နေတာဒီပရိသတ်တို့ဘက်ကိုသဘောပေါက်သွားတာပေါ့ဗျာနော်ဝိသုံးကလေပတ်ပေါ့သန္ဓရာကိုသဘောပေါက်လာဒီသန္ဓရာသဘောပေါက်သဘောပေါက်ကဝိဘက်ကမလုတ်သမျှဒီလိုသန္ဓရာသဘောပေါက်ဗျာဝိဘက်ကမလုတ်သမျှသန္ဓရာသဘောပေါက်လို့ဆိုတော့ကျုပ်တို့ကဗုဒ္ဓဘာသာဝိဘက်ပါဝိဘက်ပါဒီတော့သန္ဓရာသဘောပေါက် တန္တရာတော်ပေါ့တော်ဒီတန္တရာလဲပတ်နေတာကဒီတန္တရာကပဲလူကိုအထက်ထပ်ပတ်ပြီးတော့နေတော့သူကအဲ့တန္တရာကြီးချက်ဖြစ်တယ်အဲ့လိုတန္တရာကြီးချက်ဖြစ်သွားတဲ့အခါကျလူကို လူလို့တော့ပြီးတော့အဲ့တန္တရာကောင်းလို့ပြီးတော့ဟုတ်ကဲ့တော့ခိုးတဲ့တန္တရာကြီးကလဲနေပြီဆိုရင်လူကိုလူလို့မသိတော့သခိုးလို့ပဲပြီးတော့မြေတောက်တဲ့တန္တရာကြီးကလဲနေပြီဆိုရင်အဲ့ဒီတန္တရာရဲ့ဒီကြီးချက်ဖြစ်တဲ့ကြတော့လူလို့မသိတော့ရသမားကြီးလို့ပြီးတော့လာပါ ဲ့တော့ဟာဒါတွေကမကောင်းပါအဲ့လိုမျိုးလို့တိတန္တရာလဲပတ်ရတယ်ဟောဒီကံတွေရဲ့လဲပတ်နေပြာမကောင်းပါလားလို့ကြည့်တာသာသာတည်းဟုတ်ကဲ့တော့တမတင်ကပ်ပါဆိုတာတရားကိုပဲစမ်းသပ်အောင်တွင်းနေတာတမတင်ကပ်ပါသမဝတ္တမကမထသမာဓိဝရီဒါတွေကိုမဖြစ်ွားအောင်ပြောနေတာလုပ်နေတာနေနေတာသမဝတ္တမကမထသမာဓိဝါဒါတွေကိုပဲဒီလိုသမဝတ္တမကမထသမာဓိဝရီပဲ ဖြစ်တဲ့ဖြစ်ပေါ်အောင်ကြိုးစားတာတို့တတိထားတာတို့ဒီတမာရီပွားတာကတမာဝါယာမတမာတိတောသူတို့မဲ့ကြီးချက်တကယ်တဲ့ကြီးကနေတည်းပဲပေါ်တာတော့ငါမရှိဘူးသူရှိဘူးလို့ယူတာတမာရီငါမရှိဘူးသူရှိဘူးလို့တွေးတာကတမာတက်ကပါဟုတ်ဟုတ်အာမရှိဘူးမရှိတဲ့အတွက်ဘာစကားမှပြောစရာမရှိဘဲနေတာကတမဝါဒဘာမှလုပ်ကြမရှိဘဲကျင်လို့ဘာမှမလုပ်တာကသံဃာကမ္မတာဟုတ်ကဲ့တော့အဲဒီလိုမျိုးလို့ရှင်းတာက မဂ္ဂင်၈ပါးရဲ့အနေအထိပဲပေါက်တာမဂ္ဂင်၈ပါးရဲ့အနေအထိပဲပေါက်တာဆိုဓမ္မဂ္ဂင်၈ပါးကတတိယလမ်းမဲ့နော်ဒါဘဟုလမ်းမဲ့နော်မင်းကြီးကပဋိဒါနာပဲတရားဓမ္မသက်ကြပါဒီအဖြစ်ဆိုတကားလုံး၃လုံးကြောပြီကာမဒုက္ခလိကနိရောဓဆိုတာတခုအတ္တကိလမထာနိရောဓဆိုတာလမ်းတစ်ခုနဲ့မင်းကြီးကပဋိဝဒါဆိုတဲ့လမ်းတစ်ခု၃လုံးပြောပြီဒီ၃လုံးမှာဘယ်သူနဲ့မှမတူဘူးသူတို့ပြောတာပါဘယ်သူနဲ့မှမတူကဲဘယ်သူနဲ့မှမတူဘူးလို့ဆိုတော့မလီဓမ္မသက်ကြတဝက်လောက်ကျိုးသွားပြီဘယ်နဲ့ တမတက်ကြရဲ့အနက်ကလည်းပဲရိုးရာနဲ့တူရလားဆိုပြောရတော့မှာပေါ့လေဟုတ်တကျင်တရလုံးလေးသုံးလုံးပဲသုံးလုံးလုံးတူအဲတရလုံးသုံးလုံးကနေပို့ပြီးတော့ရှေ့ဆက်ပြောတော့ကဲကောင်းပြီဒီလိုစင်ဒီဘက်ကြီးရှိပါပွားလို့ရှိရင်ဘာဖြစ်မတော့လို့မေးတဲ့ခါကျမော်ဒီဘက်ကြီးရှိပါပွားလို့ရှိရင်ဒုက္ခသစ္စာပဲထပ်ပြီးပါပေါ့ဒုက္ခသစ္စာကိုနဲ့ကောက်ဒုက္ခသစ္စာနဲ့ကောက်တော့အူရာလဲဒုက္ခသစ္စာနာရာလဲဒုက္ခသစ္စာသိရာလဲဒုက္ခသစ္စာမေးပါတဲ့ပရိသေတွေနေရတာလဲဒုက္ခသစ္စာ ပြောပြီနော်။ဒီဟာတက်ရပြောတာဒါတိဒုက္ခဒါရဒုက္ခဗျာတိဒုက္ခဒါရဒုက္ခ။အဲ့တက်ရပြောတဲ့ဟာကိုတကယ်အမိမဲ့တဲ့ပြိတ္တိနေခဲ့ရတာရှင်းရတယ်ဒုက္ခ။ခံစားချက်ဆိုးတယ်ပေါ့ဗျာ။ပူရတာလည်းခံစားချက်ဆိုးတယ်ဒုက္ခ။တည်ရတာလည်းခံစားချက်ဆိုးတယ်ဒုက္ခ။သူတို့ခံစားချက်ဆိုးတဲ့ဟာတွေကိုကြောက်ပြီ။ရှင်းသူနဲ့ကြွေးရတာလည်းခံစားချက်ဆိုးတယ်ဒုက္ခ။ဘုဒ္ဓနဲ့တွေ့ရတယ်ဆိုတာလည်းခံစားချက်ကဆိုးမှာပဲ။ဒါလည်းဒုက္ခ။ကိုလူချင်တာကိုမရဘဲနဲ့ရတာကြတော့လေကိုမလူချင်တာဖြစ်နေရပဲ။ ခန္ဓာချက်ကထိုးတာပဲလို့ဓာတ်ဒုက္ခ။ဩခန္ဓာချက်ထိုးတာ၄ဟောသူကလုံးဘူး။ခန္ဓာချက်ထိုးတဲ့အရာ၄သူကဒုက္ခလို့ခေါ်တယ်။သူတို့ကဟောတဲ့ဒုက္ခပဲလို့ခေါ်တယ်။အဲခန္ဓာချက်ထိုးတာတော့ဘူး။အဖြစ်ထိုးတာ၄ကဒုက္ခ။သူတို့ကပြောပြီလား။အဖြစ်ထိုးတာ၄ဆိုတာပြောလို့ဟာရ။ကိုကကံကိုလှုပ်လိုက်ပြီ။ကံကိုလှုပ်ပြီးရင်မလှုပ်တဲ့သူကိုချစ်တယ်။သူကလှုပ်တဲ့သူကိုချစ်တယ်။ကံလှုပ်တဲ့အရာရဲ့ကံလှုပ်တဲ့သူဖြစ်တဲ့အရာ။ဟောအဲ့ဒါဒုက္ခ။ အဲ့ဒီကံလို့တာနဲ့ကံလို့သူဖြစ်တာကခံစားချက်သိုးသလားလို့ကောင်းတော့ကောင်းကိုကသူများသားများသွားပါတယ်သွားမှနေတော့ကလည်းသောမနတဝေဒနာတွေဖြည့်ပြီးတော့ခံစားချက်ကတော့သောမနတဝေဒနာဆိုကောင်းတော့ဘာတားအဲဒါပြန်ဝိဘက်ကြတော့ဘောလို့ပြီးတော့လေအဲ့ဒီလုံးသူဖြစ်တဲ့အခါကျတော့လေအာဒီမောအာဟောပြောလိုက်တာအဲ့ဒါလည်းပဲသူ့အနေနဲ့သုံးနှစ်တာပဲကြာအဲ့တော့ပြောမယ်စင်ခန္ဓာချက်ကောင်းတာခန္ဓာချက်ကောင်းလို့အရာရတူမြတ် မိုးနဲ့မြေကြီးကွာမတူတာတော့ဒုက္ခရမတူတူလို့သမှုရိယအရာတူသလားလို့ပြောရတယ်ခင်ဗျသမှုရိယအရာတူလို့ပြောသမှုရိယကိုဘာပြောလဲဆိုတော့ तू ကတဏ္ဍာသမှုရိယပဲလို့အဲတုတ်တန်ရင်းကလည်းအဲ့တိုင်းပဲပြောထားပါအဲ့ဒီတဲ့မှာမှတဏ္ဍာမှာမှကာမတဏ္ဍာဘဝတဏ္ဍာဝိဘဝတဏ္ဍာဆိုတော့သူကောက်ကြတယ်ခင်ဗျာကာမတဏ္ဍာဘဝတဏ္ဍာဝိဘဝတဏ္ဍာကောက်ကြတဲ့အခါကျတော့ကာမတဏ္ဍာဆိုတာအာယုငါးပါးကြီးလိုချင်တာတဲ့ဘယ်လိုပြောလဲပေါ့ဗျာ ဘဝတဏဆိုတာကြတော့ဘဝတဏဆိုတာတတ္တရမိဋ္ဌိနဲ့မိစ္ဆာဒိဋ္ဌိနဲ့တကွဖြစ်တဲ့ဒါရဲဟုတ်ကဲ့နော်အဲဝိဘဝတဏကြတော့ဥစ္စေတာမိစ္ဆာဒိဋ္ဌိနဲ့တကွဖြစ်တဲ့တဏအဲအဲ့ဒါကိုဝိဘဝတဏလို့သူတို့ဒီလိုပြောနေတာတကယ်တော့တဏမှသူတို့မကောက်တတ်တာဆိုတော့ကာမတဏလည်းပဲကောက်တတ်ဝိဘဝတဏလည်းပဲကောက်တတ်ဘဝတဏလည်းသူတို့ပဲကောက်တတ်ဘယ်လိုပြောရမှာပါလဲ